ကချိုးကိုအမြဲဆောင်ကြရပင်းနေကြတဲ့ပြည်သက်တရားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သားလိုပါရယ်ကချင်ဝေးကနေပြီးမှဘက်စနိုင်းတင်ဆက်ပေးနေတဲ့အက်တာနဲ့သူစီးနိုင်ငံရေးတုံတက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရယ်မင်္ဂလာပါဆရာမင်္ဂလာပါညီမโอเคဆရာဟုတ်ဒီတစ်ပတ်မှာတော့ပြီးခဲ့တဲ့ဇွန်25ရက်နေ့ကနေ28ရက်နေ့အထိ ဒါစကောင်စီအနေလုတ်သွားတဲ့2025 peace forum ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးမှအာဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်ဆရာသူကတော့တကယ်ပွဲကြီးပွဲကောင်းပုံစံမျိုး အမျိုးသားအဆင့်ထိတောင်အလိုကြီးကျော်ပြီးမှလုပ်နေတဲ့ပွဲပေါ့နော်ကျွန်တော်တို့ဆွေးနွေးကြည့်ရကဲဆရာဒီအဲ့ဒီစကောင်စီကပြုလုပ်ခဲ့တဲ့ငင်းချင်း forum မှာပေါ့နော်ဒီဗိုလ်ချုပ်မင်းအောင်လှိုင်အဓိကထားပြီးပြောရတာကငင်းချင်းနဲ့ရွေးကောက်ပွဲဆိုရင်မှရှင်တွေပြောဆိုလာတာတွေ့ရတယ်ပေါ့နော် အဲဆိုတော့သူပြောနေတဲ့ငိမ့်ချမ်းရင်းနဲ့ရွေးကောက်ပွဲကတကယ်ရောဆက်ဆက်နေသလားဆရာကပဲတုံ့တပေးပါအောင်တကယ်တကယ်ကျတော့ငိမ့်ချမ်းရင်းနဲ့ရွေးကောက်ပွဲကဆက်ဆက်တယ်လို့ပြောရမှာပေါ့တကယ်ငိမ့်ချမ်းတဲ့ကာလလုံခြုံတဲ့ကာလမှာပဲငိမ့်တကယ်လွတ်လပ်တရားမျှတဲ့ရွေးကောက်ပွဲကအကျင်းပါလို့ရမှာပေါ့ဒါပေမဲ့အခုဒီစစ်ကောင်စီပေါ်ဆောင်နေတဲ့ငိမ့်ချမ်းရေးဖိုရမ်တို့ကျင်းပမယ်ဆိုရဲရွေးကောက်ပွဲတွေကတော့တမျိုးပေါ့နော် တော့ assessment မှုတော့ရှိတယ်ဒူရူကလည်းဒီငင်းချမ်းရေး forum နဲ့ youcorp ဖြစ်စဉ်ကိုချိတ်ဆက်ထားတဲ့သဘောမျိုးလို့သိနာလေရတာဘောနော်ဒါပေမဲ့တူတာကစောစောပြောလိုမျိုးဒီငင်းချမ်းရေးဆူတဲ့ဟာက နိုင်ငံရေးပြဿနာကို ဖြေရှင်းရမယ့်ဖြစ်စဉ်ဖြစ်တယ်အ youcorp ကတော့ဒီနိုင်ငံရေးအရာတစုံတရာဆွေးနွေးနိုင်ပြီးတဲ့နောက်ကျင်းပရမယ့် youcorp ပွဲမျိုးဖြစ်တာဘောနော်ဒီလက်ရှိစစ်တပ် လက်မလွတ်ကျင်တဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရ2010မှာယူကော့ပွဲ ပထမဆုံးကျင်းပခဲ့တယ်။ဒါပေမဲ့လည်းဒီဒီယူကော့ဒီ2010ယူကော့ပွဲကလည်းနိုင်ငံရေးပြဿနာကိုအရင်မဆွေးနွေးဘဲနဲ့သဘောတူညီမှုတစုံတရာမရရှိဘဲနဲ့ကျင်းပခဲ့တဲ့စစ်ကောင်စီစစ်တပ်တွေဥဆောင်ခဲ့တဲ့ယူကော့ပွဲဖြစ်တဲ့အတွက်အဲ့ဒီယူကော့ပွဲကလည်းတကယ်တမ်းကျတော့ငင်းချမ်းရေးကို မပေါ်ဆောင်နိုင်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တာပေါ့เนาะအခုကျွန်တော်တို့မျက်မြင်ပဲတွေ့နေရတဲ့ဟာပေါ့ဒါပေမဲ့လည်းအဲ့ဒီအချင်းကာလကပြည်တွင်းနိုင်ငံရဲ့အချင်းချင်းနဲ့ဒီကနေ့လက်ရှိဖြစ်နေတဲ့အချင်းချင်း ပြည်ပြည်သူတွေရဲ့နိုင်ငံရေးအာရုံပြုမှုတွေကမတူတော့ဘူးเนาะလက်ရှိစစ်ကောင်စီရင်ဆိုင်နေရတဲ့အချင်းတွေကအရင်2020နဲ့လုံးဝမတူတဲ့အခြေအနေဖြစ်သွားပြီးနိုင်ငံရေးအရသဘောတူညီမှုမရပဲတွားခဲ့တဲ့ အဲ့နဲ့ထောင်းတဲ့စေယူကော့ဘွေကလည်းအခုဆိုရင်ဒီမိုကရေစီတမိုင်တော့ပြန်လေ့နေရတဲ့အခင်းချင်းဖြစ်နေပြီပေါ့နော်ခုလည်းဒီကျွန်တော်မေကွန်းထုတ်ခြင်းတဲ့ဟာဒီတန်တရားသေးကိုပြန်သွားခြင်းတဲ့ အငင်းချမ်းရဲ့ forum လားပြင်ကျင်းပမယ့် you corp ပဲလားပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဒီငင်းချမ်းရဲ့ forum မှာစစ်ကောင်းဆောင်ပြောခဲ့တဲ့မင်းကွန်းကိုကျွန်တော်ဖတ်ကြည့်ရဲသူ့ရဲ့မင်းကွန်းကိုပြန်ကောင်းလို့ဖတ်ရမယ်ဆိုရင်သူကအဲသူပြောတဲ့မင်းကွန်းကကျွန်တော်တို့နိုင်ငံမှာလွတ်လပ်ရေးနဲ့အတူပြည်တွင်းလက်နက်ကန်ပြဿနာကလည်းဒွန်တွဲပါလာခဲ့တာအလုံးအသိပဲဖြစ်ပါတယ်ဆိုတဲ့ဒီစာကြောင်းတစ်ကြောင်းကိုတွေ့ရတယ်ဒီဟာကိုကြည့်ရင်သူက ကျွန်တော်တို့လက်နက်ကင်တော်လာနေတဲ့ဟာကူနိုင်ငံရေးပြဿနာလို့မမြင်ဘဲနဲ့လက်နက်ကင်ပြဿနာလို့ပဲသူပြောနေတဲ့ဟာဒါလည်းတစ်ချက်လွဲနေတယ်။နောက်တစ်ခုဒီ NLD အစိုးရဥဆောင်တဲ့လက်ထက်မှာဒီငင်းချမ်းရေးညီလာခံကို27ရာစုပြည်လုံးညီလာခံလို့အမည်ပြောင်းခဲ့တဲ့ဟာကိုလည်းဒီစစ်တပ်တွေကသဘောမတူတဲ့ခါကိုသူဒီမင်းကွန်းထဲမှာပဲပြောခဲ့တယ်။ဒါကိုကြည့်ရင်လည်းသူတို့ကဒီပြည်လုံး တမိုင်းကိုတူတူကမလူချင်တဲ့သဘောမျိုးဖြစ်နေတာကိုကျွန်တော်ကနားလေရတယ်ဗောနော်ဒါကြောင့်မို့အခုစစ်ကောင်စီပြောနေတဲ့ဒီ Federal တို့အဲ Democracy Federal တို့ပြောနေတဲ့ဟာတွေကတကယ်ယုံကြည်စရာမရှိဘူးတူတူတကယ် Federal ကိုအကောင့်တေပေါ်ရှင်တဲ့စန္ဒတူတူမှမရှိဘူးဆိုရဲဟာဒီငင်းချမ်းရေးနိုင်ငံရေးဖြစ်စဉ်အရအဲ့လိုတွေ့မိတယ်ယူကော့ဘွဲအပိုင်းကိုပြန်ပြောမယ်ဆိုရင်တော့ဒီယူကော့ဘွဲကတော့တူတူကျင်းပိုင်တော့ အဖြစ်ကောင်းဖြစ်လာလိမ့်မယ်ဖြစ်ကောင်းဖြစ်လာလိမ့်မယ်လို့ကျွန်တော်ပြောတဲ့ဟာကတူတူပြောတဲ့တူတူမျော်လင့်တဲ့ဒီအတွင်ကူပြောင်းရေးယူကော့ပွဲတော့ဖြစ်မလာနိုင်ဘူးပေါ့နော်ကျွန်တော်ပြောတဲ့တူတူဆိုတာဒီအခုပါဝင်နေတဲ့ နိုင်ငံရေးပါတီတွေနိုင်ငံရေးတမားတွေမျော်လင့်တဲ့အတွေ့အကြုံပြောင်းရေးယူကော့ပွဲဆိုတဲ့ဟာမျိုးတော့ဖြစ်လာမယ်လို့ကျွန်တော်မယုံကြည်ဘူး။ဒါပေမဲ့ယူကော့ပွဲတော့အဲသူတို့လုပ်မယ်ဆိုရင်ဖြစ်နိုင်တယ်လို့မြင်တယ်။ဘာကြောင့်အဲ့လိုပြောလဲဆိုရင်အခုစစ်ကောင်စီရဲ့ဥပဒေအရမတ်ပုံတင်ထားတဲ့ဒီနိုင်ငံရေးပါတီတွေရဲ့ခေါင်းဆောင်ပိုင်းတွေဆွေးနွေးနေတဲ့အခါကမေးစန္ဒနေတဲ့နေမှာလူတယောက်မေးလာတဲ့အတော့မှာယူကော့ပွဲကအထမြောက်တယ်ပေါ့2008ရဲ့ ပြင်နောက်တစ်ခုပြောတဲ့ဟာကျွန်တော်တစ်ချက်ပြန်နားထောင်ရတဲ့ဟာကအယတ္တကုစလေ96ရောက်နဲ့ဒီတမတော်တာကုစလေဒီပေါင်းလိုက်လို့ရှိရင်ပြည်ထောင်စုလွတ်တော်ဟာအထမြောက်နိုင်တယ်လို့လည်းပြောတယ်။ဒါကြောင့်မို့ဒီကသူတို့အယတ္တကုစလေ96ရောက်ရရင်သူတို့ရဲ့ပြည်ထောင်စုလွတ်တော်ဟာအထမြောက်နိုင်တယ်ဗော2008အရသူတို့ ြောနေကြတဲ့သုံးသပ်နေကြတဲ့အနေထားရဆိုရင်ဒါကြောင့်မို့ဒူရူယူကော့ဘွဲကိုတော့ဒူရူလုတ်ချင်လုံလို့ရတယ်ဒါပေမဲ့ဒီယူကော့ဘွဲကတော့ဘာတိခါမှမရှိတဲ့ယူကော့ဘွဲပဲဖြစ်လိမ့်မယ်လို့အဲ့လိုပဲပြောချင်ပါတယ်ညီမဟုတ်ကဲ့ဆရာအဲဆိုအဲ့ဒီဆွနွေဝဲမှာပဲဒီဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ငါပေါ့နော်ဒီတိုင်းနာလက်နက်ကင်တွေကိုဒီစစ်တပ်ကလမ်းဖွင့်ပေးထားတယ်လက်နက်ကင်လမ်းစဉ်ကိုဆွန့်ပြီးမှနိုင်ငံရေးလမ်းကြောင်းပေါ်လာခဲ့ပါဆိုပြီးမှဖိတ်ခေါ်နေပေမဲ့တကယ်လက်တွေ့မြေပြင်မှာကျတော့ ဒီတို့ရဲ့လှုပ်ရုပ်လှုပ်ဆန်တိုင်းတစ်ဖက်သက်ဘုံကျဲတာတွေဆက်ပြီးမှလုပ်နေရပြီးတော့ဒီတိုင်းနာလက်နက်ကင်အဖွဲတွေကိုလမ်းဖွင့်ပေးထားတယ်လို့သူကပြောနေပင်မဲ့ပေါ့နော်သူပြောထားတဲ့အထဲမှာဒီ NUG ရဲ့အဖွဲစီမပါတာကိုတော့တွေ့မြင်ရတယ်ပေါ့အဲ့လိုဆိုတော့ဒီစစ်တပ်ကပြောတဲ့ငင်းချမ်းကြီးဆိုတာအပါကိုဆိုလိုချင်တာဖြစ်မလဲဆရာသူတို့ကတိုင်းနာအဖွဲတွေနဲ့ PDF တွေနဲ့အဲ့လိုမျိုးဘလူးခွဲခြားပြီးပြောပြောပေါ့နော် စစ်ကောင်စီကိုဘုံရင်ရန်သူအဖြစ်တတ်မှတ်နေတာပဲတိုင်းဒါဖွဲ့အစည်းတွေပဲဖြစ်ဖြစ်အပီဒီအက်တွေပဲဖြစ်ဖြစ်ဒီစစ်တပ်မှနိုင်ငံရေးဖြည့်ရှင်းလို့တဲ့ဆန္ဒမရှိတဲ့ဟာပထမကျွန်တော်ပြောဆွေးနွေးခဲ့ပြီးပြီးနောက်တစ်ခုကျွန်တော်ပြန်ပြောခြင်းတဲ့ဟာကဒီစစ်တပ် ဒီစစ်ကောင်းဆောင်တွေကနိုင်ငံရေးကိုလုတ်တက်တဲ့စစ်ပူတွေမဟုတ်ဘူးဆိုရဲဟာကျွန်တော်မြင်မိရယ်တကယ်လို့ဒါဒီအစစ်ကောင်စီဥက္ကဋ္ဌကနိုင်ငံရေးကောင်းဆောင်အဖြစ်သူအတွင် ပြောင်းတတ်မယ်ဆိုရင် သူ့မှာအခွင့်အရေးတွေလည်းရှိခဲ့တာပဲသူအဲ့ဒီ လမ်းကြောင်းကိုမယူချေခဲ့ဘူးပေါ့နော်ဒါကြောင့်မို့အခုတူကနိုင်ငံရေးအရာယူကော့ပွဲအရာဟိုမှာလက်နဲ့စွန့်ပါဆိုရဲခါဒါစကားရတာပြောနေတာပေါ့နော်အဲ့လိုပဲကျွန်တော်နားလေတယ်ဒီကျွန်တော်တို့နိုင်ငံမှာလက်ရှိရှိနေတဲ့ဒီစစ်အာဏာရှင်တွေရဲ့သူတို့မှာဒီတိမ်ငုတ်နေတဲ့ဟာကစစ်သားဆိုရဲဟာအာလုံးထက်ခေါင်းတစ်လုံးတားတယ်ဆိုရဲဘဝင်စိတ်မျိုးသူတို့မှာရှိနေတာအခက်တယ်ဆိုလိုတာကဒီစစ်တပ်က အထက်အောက်ဆက်ဆံရေးကိုပဲဆက်ဆံတတ်တယ်နိုင်ငံရေးအရာတန်းတူရေးတူဟာဆွေးနွေးမယ်စကားပြောဆိုမယ်ဆိုတဲ့ယဉ်ကျေးမှုတူတူမှမရှိဘူးလက်ရှိစစ်ကောင်းဆောင်တွေပါလဲ အဲ့ဒါအထက်အထက်အောက်ပဲပြောဆိုနေတဲ့ဟာလေတန်တရားအဲ့လိုမျိုးပဲဖြစ်နေတဲ့ဟာကျွန်တော်တို့အမြဲကြားနေရတည်နေရတဲ့ဟာပဲပေါ့နော်ဒါကြောင့်မို့မြန်မာနိုင်ငံရဲ့ပြည်တနာကိုဖြေရှင်းဖို့အတွက်ကဒီအထက်အောက်ပဲဆက်ဆံတတ်တဲ့ဒီဘဝင်စိတ်ကကြီးမားတဲ့အသာစီအခက်ခဲဖြစ်နေလို့ကျွန်တော်ကမြင်မိတယ်နောက်တစ်ခုဒီ Yuko Boy နဲ့ NUG နဲ့ပြန်ချိန်ပြောမယ်ဆိုရင်တော့ NUG ရထားတဲ့2020 Yuko Boy မန်ဒီကတက်တန်းကုန်တော့မယ်ဒီလူမျိုးအချိန်ခါမှာစစ်ကောင်စီကယူကော့ပွဲကိုကျင်းပလိုက်လို့ရှိရင်ဒီယူကော့ပွဲကပြည်စင်အတိတ်ခါမရှိရင်လည်းစစ်ကောင်စီကတွေ့ရတော့ဒီနိုင်ငံရေးထူးစစ်ဆင်မှုအတွက်နိုင်ငံရေးလက်နက်တစ်ခု အဖြစ်အသုံးပြုလာနိုင်တယ်ဗောနော်ဒီကြားထဲမှာတရုတ်ကလည်းအအပြေဝထောက်ခံပေးနေရဆိုတော့ကျွန်တော်မြင်ရောင်မိတဲ့ဟာကဒီလက်ရှိကုလသမဂ္ဂမှာရှိနေတဲ့ဒီဥတန်တမ ကြည်ဥကြောမို့ထွန်းရဲ့နေရလဲဟိုဟာယူကော့ပွဲရလတ်တာပြီးလို့ရှိရင်တစုံတရာလွတ်ခတ်မှုတွေလည်းဖြစ်လာနိုင်တယ်လို့ကျွန်တော်က NUG နဲ့ယူကော့ပွဲနဲ့ချိဆက်ရင်တော့အဲ့လိုလဲတွေးမိတာရှိတာပေါ့နော်ဟုတ်ကဲ့ဆရာဆိုတော့သူဒီစစ်တပ်စစ်တပ်ဘက်ကနေလုံးမဲ့ရွေးကောက်ပွဲစစ်ကောင်စီကနေလုံးမဲ့ရွေးကောက်ပွဲကနေပြီးမှပေါ့နော် ဒီရနောက်ဆက်တွဲအနေနဲ့မြန်မာပြည်ရဲ့ဒီနိုင်ငံရေးစီရေးပိုင်းမှာဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလာနိုင်မယ်လို့မြင်မိလဲဆရာအာတကယ်လို့ဒီ Ucop ပေါ်ရတာလုံနိုင်ခဲ့ရင်နိုင်ငံရေးအရတော့ပုံမှုရှုပ်ထွေးတဲ့အခင်းကျင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ဒီလက်ရှိမြန်မာနိုင်ငံရေးရဲ့နိုင်ငံရေးအပြောင်းအလဲကိုအမှန်တကယ်ပေါ်ဆောင်နိုင်ဖို့ကနိုင်ငံရဲ့ ပြည်သူကလူကျွန်တော်တို့တင်စားလောက်တဲ့ကောင်းဆောင်မျိုးတွေမဟုတ်ရင်တော့တကယ်တင်းတန့်တွေဘလောက်ပဲဖွဲ့စည်းဖွဲ့စည်းဒီငင်းချမ်းရဆူတဲ့အလုပ်ဖြစ်လာမယ်လို့တော့ကျွန်တော်မထင်ဘူးအဆူလူချင်းတဲ့ဟာကလက်ရှိတော်လန်ရဲ့အဖွဲ့တွေမှာလည်းအဲ့ဒလူပြည်ထောင်စုရဲ့ပြည်သူကအဖြစ်နဲ့ပေါ့နော်တကယ်ကောင်းဆောင်ကြီးတွေမပေါ်ပေါက်လာသေးတဲ့ဟာကိုတွေ့ရတယ်ပေါ်ပေါက်လာဖို့အလားအလာလည်းလက်ရှိ ဒီ kick ဒီကာလမှာကျွန်တော် မမြင်မမြင်ဘူးပေါ့เนาะဆိုတော့အရင်ဒီဘူချော့အောင်စန်းတို့ kick လို့ပြင်းရင်ဒေါန်စန်းစုကြည်ရဲ့ဖြစ်တည်လာမှု မျိုးလူကတော့ဒီ kick ဒီကာလမှာမလွယ်တော့ဘူးပေါ့เนาะအဲ့ဒါမျိုးတော့မျောလင်းစရာတော့တိတ်မရှိဘူးဒါပေမဲ့ဖြစ်နိုင်တဲ့ဟာကတော်လန်ရေးဘက်ကဒီစစ်ရဲနိုင်ငံရေးအရာစစ်တပ်ကိုအနိုင်ရဖို့ဆိုရင်အနိုင်ရမှလည်းဖြစ်မယ်ဆိုတော့ဒီစစ်တပ် ဥဆောင်တဲ့နိုင်ငံရဲ့အပြောင်းအလဲလမ်းကြောင်းကိုကျွန်တော်တို့ကကောင်းကွန်ပြီးလိုက်လျှောက်ရမယ့်အဖြစ်မျိုးကနေ ရှောင်လွှဲနိုင်ဖို့အတွက်ဆိုရင်တော်လန်ရဲ့အဖွဲ့တွေကတိုင်းရင်းသားတွေပဲဖြစ်ဖြစ်အဲ2023နောက်ပိုင်းပေါ်ပေါက်လာတဲ့လက်နက်ကန်တော်လန်ရဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဒီဒီမိုကရေစီအဖက်ဒီဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုရဲနိုင်ငံရေးကျူးကျူးကျော်တန်တဲ့အတူပေါ့နော်မဟာဗျူဟာအယညီညွတ်တဲ့ဒီကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုရှိမှသာပန်းတိုင်တစ်ခုစီရောက်နိုင်မယ်လို့ကျွန်တော်ကတော့အလိုပဲသုံးသပ်ချင်ပါတယ်ညီမ ဆိုတော့ဒီစစ်ကောင်စီကပြုလုပ်တဲ့ဒီငင်းချမ်းရေး forum မှာဘုကြုံမင်းအောင်လိုင်းပြောခဲ့တဲ့ဒီပဏိပခတွေအမှန်တကယ်ခြုံငင်းဖို့ရအတွက်ကကြတော့ဒီဘယ်လန်းချောင်းကချင်းကက်တာကဖြစ်နိုင်ခြင်း အရှိဆုံးဖြစ်မလဲဆရာလက်ရှိကတော့စောစောပြောလိုမျိုး ကောင်စီဒီခင်းထားတဲ့လန်ဒန်သွားရင်တော့တန်ငကူတန်တရာတွေကိုပဲတပတ်လေသွားမှာပဲเนาะအဓိကတော့ဒီစစ်ကောင်ဆောင်တွေကသူတို့ပြောတဲ့အတိုင်းဒီ1988နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့အပြောင်းလဲတွေကပြည်သူတွေရဲ့တောင်းဆိုမှုအရာဒီပါတီစုံဒီမိုကရေစီစနစ်ကိုတတ်မတော်ကဥဆောင်ဖော်ဆောင်ပေးခဲ့တယ်ဆိုရင် အခုလေးပဲပြည်သူလူထုတရက်လုံးကတောင်းဆိုနေတဲ့ Federal Democracy ပြည်ထောင်စုကိုတူတူကလူလူလားလားပဲပေါ်ဆောင်ပေးတည်နေလို့ကျွန်တော်တော့တူတူရဲ့စကားနဲ့ပဲတူတူကိုအဲ့လိုမျိုးပြန်ထောက်ပြခြင်းနဲ့ပေါ့နော်အခုအချိန်ကြီးကတော့တူတူကတော့ဒီအတုံးလုံးဝဟာရတောင်မှပြည်သူတွေတုံးတဲ့အတုံးလုံးကိုမတုံးသေးဘူး။ဥမာတူတူကပြောင်းပြန်တုံးတာပေါ့နော် Democracy Federal လို့ဒီဟာလဲ NCA ဖြစ်စဉ်ကာလကတည်းကနေအငင်းခုန်ရှိနေတဲ့အတုံးလုံးပါပဲ။ ဒါကိုတော့မှသူတို့မပြောင်းချင်ဘူးဆိုရင်တော့ယုံစရာတော့မရှိဘူးပေါ့နော်နောက်တစ်ခုကဒီအခုသူတို့ကျင်းပတော့မယ်ဆိုတဲ့ယူကော့ပွဲကိုကျင်းပတော့မယ်ဆိုရင်လဲစစ်ကောင်စီဥထရဲ့အခန်းကဏ္ဍဘယ်လိုအတွင်ပြောင်းမလဲပေါ့နော်အဲ့ဒါလဲစိတ်ဝင်စားစရာရှိရဲ့သူကိုယ်တိုင်ဝင်ရွေးခံမယ်ဆိုရင်ဒီယူကော့ပွဲမတိုင်ခင်မှာဒီကာကွယ်ရေးဦးစီးချုပ်ရာထူးကိုသူနှုတ်ထွက်ရမှာပေါ့နော်အဲ့ဒါလို့သူလုတ်ရေးလား ဒါမှမဟုတ်ရင်ဒီယူကော့ဘွေရလကိုကြည်ပြီးမှပဲဒီဘီထောင်စုလူတော်ချင်းပါပြီးဓမ္မဒယူခါနီမှပဲဂမန်ကဒန်တူကဒီကကွယ်ဦးစီချုပ်ကိုနောက်တယောက်ကိုလွှဲထားပြီးမှဓမ္မဒစီရင်တွင်းခံမလားပေါ့နော်အဲ့ဒါလဲဒါကူလဲတူကူတိုင်က ပြက်ပြက်တတဘာမှ ဆုံးဖြတ်ထားတဲ့ဟာပြီးသူအများကိုချပြတဲ့ဟာမရှိသေးဘူးဒီချင်းကာလအထိတူကယူကော့ဘွေချင်းပါမယ်ဆိုရအခု9လ6လပဲလူတော့တာပေါ့နော်ဒါပေမဲ့တူ ရဲ့အခန်းကဏ္ဍဘလူအတွင်ပြောင်းမလဲဆိုရဟာကျွန်တော်တို့ဘာမှမမြင်ရသေးဘူးเนาะဆူလူတဲ့ဟာကအယုံကြည်စရာဒီအမခံချက်ဂတိကူတူတော်မှဘာမှမပေးနိုင်ပဲနဲ့ဒီလိုမျိုးအခင်းချင်းမှာ လက်နဲ့စုမှဆိုတဲ့စကားမျိုးပြောတဲ့ဟာကဘာမှဖြစ်လာမဲ့အရာမဟုတ်ဘူးလို့ကျွန်တော်အဲ့လိုသုံးသပ်ချင်တယ်ပြီးရင်ဒီအခုစစ်ကောင်စီခင်းတဲ့လမ်းမှာအာသက်တရောပါဝင်နေကြတဲ့ဒီနိုင်ငံရေးပါတီဒီအတ္တိပညာရှင်ဆိုတဲ့ဟာဒီအနိုင်ငံရေးတမားတွေကလည်းကျွန်တော်မြင်တဲ့ဟာကဒါသဘောပြောမယ်ဆိုရင်ခြံခတ်ထားတဲ့ဥယင်ထဲမှာပြီးရင်ဥယင်မူစောင့်ကြည့်ခံရတဲ့ဒီဥယင်ထဲမှာဝင်ဝင်ကစားခွင့်ရတာကိုပဲသူကလွတ်လွတ်လပ်လပ်ဟိုလှုပ်ရှားပြောဆိုခွင့်ရ တယ်ဆိုရဲသဘောမျိုးပြောနေတယ်လို့ပဲကျွန်တော်အဲ့လိုမြင်တယ်ဒါကလမ်းကြောင်းမှမဟုတ်သေးဘူးလို့ကျွန်တော်အဲ့လိုပဲမြင်တာပေါ့နော်အနီကုံချုပ်ရမယ်ဆိုတော့ဒီလက်ရှိစစ်ကောင်စီကနိုင်ငံရေးဖြည့်ရှင်းနိုင်မဲ့လမ်းကြောင်းကိုတူကိုယ်တိုင်လမ်းဖောက်နိုင်တဲ့တူမဟုတ်ဘူးလို့ကျွန်တော်အဲ့လိုပဲပြောချင်တယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဒီဆွေးနွေးပေးထားတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာ ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်တို့ကြားထဲမှာအပတ်တွေလည်းခံတာတော့ဗောနော်ဆိုတော့ဒီတပတ်ကနေစပြီးတော့ဆက်တိုက်ပြန်လဲဆွေးနွေးတော့ပါမယ်လို့ပြတတ်ကိုလည်းအတိပေးခြင်းပါတယ်ကျေးဇူးတင်ပါတယ်